တယ်လီဖုန်းလုံးဝကျွန်တော်ခြိုက်တဲ့အချိန်လေးလို့ရဟုတ်ပါရခင်ဗျာဒါပေမဲ့လို့ကျွန်တော်မှာအသက်80ကျော်မိဘနှစ်ပါးကိုစောက်ရှောက်နေရတာရေအာမိဘနှစ်ပါးလုံးဆုံးပါသွားတဲ့အာတူမလေးကိုကျွန်တော်အနေနဲ့ဝေစားရတာရေ ေစုံမသွားတဲ့အတူလေးကိုမူစားထားတာရယ်သူတို့အတွက်ပဲကျွန်တော်ကအကောင်းဆုံးပံ့ပိုးပေးဖို့ကျွန်တော်အနေနဲ့ရည်ရထားတာဖြစ်တဲ့အတွက်ဘယ်ဟာမှကျွန်တော်ကအပိုငွေမတုံးဆွဲတာဖြစ်ပါရယ်ခင်ဗျာဒီလေးနဲ့အဲဒီတူမလေးကတော့ကျွန်တော်ရဲ့သားသမီးလို့ဖြစ်တာဖြစ်တဲ့အတွက်အဲသူတို့ရဲ့အဲဒီ future နဲ့ပတ်သက်ပြီးတော့မှသူတို့ကိုចောင်းထားဖို့အဲသူတို့ကိုကျွန်တော်အကူလေးနဲ့ထားဖို့အတွက်ကျွန်တော်စူးစမ်းနေရဖြစ်ပါတယ်ခင်ဗျာ ခုလရှိအောင်နေပြတ်သွားနေအောင်ရန်ကုန်သွားလိုက်မန္တလေးသွားလိုက်ပဲခူးသွားလိုက်အဲ့လိုမျိုးဟိုပွဲတက်တီရော URMC တွေရောပြီးသွားတဲ့ခါမှာတချင်းဆိုရဲဖိတ်တာတွေရောပေါ့ခင်ဗျမန္တလေးရလေကျွန်တော်ချစ်ရတဲ့ရွှေမန်းမြေဖြစ်တာဖြစ်တဲ့ပြင်လေအခုဆိုရင်အားလုံးပြောရတဲ့အတိုင်းပဲကျွန်တော်ရွှေမန်းတောင်အောင်ဖြစ်နေပြီဘာလို့လဲဆိုတော့တလရဲမှာပဲခဏခဏရောက်နေတာအခုကျန်ကလေးအာရက်တွေတော့ဆိုရင်လေအာစိတ်ရှင်စနာပွဲတွေအင်ဆောက်ပစ္စည်းပွဲတွေလုပ်တယ်အခုဆိုရင်တောင်ချုံကွန်မြူနတီလာလုပ်တယ်အပြီးတော့နောက်တရက်နှစ်ရက်သုံးလေးရက်ဆိုရင်ပဲကျွန်တော်နောက်ထပ်စိတ်ရှင်စနာပွဲတစ်ခုထပ်လာလုပ်မယ်အဲ့တော့ရန်ကုန် မန္တလေးကကျွန်တော်ကူးနေရဖြစ်တဲ့တော့မန္တလေးသားဖြစ်နေပါပြီခင်ဗျာဟိုပွဲရအများကြီးရတယ်လို့သုံးသပ်ပေးရကျေးဇူးအများကြီးတင်ပါတယ်အဲ့ဒါလည်းအမှန်တရားပါပဲခင်ဗျာအဲညီမလေးပြောသလိုပေါ့နော်တယ်လီဖုန်းတစ်လုံးကတော့ကျွန်တော်ကြိုက်တဲ့အချိန်လေးလို့ရဟုတ်ပါတယ်ခင်ဗျာဒါပေမဲ့လို့အဲကျွန်တော်မှာအသက်80ကျော်မိဘနှစ်ပါးကိုစောက်ရှောက်နေရတာရယ်အာမိဘနှစ်ပါးလုံးဆုံးပါသွားတဲ့ အာတူမလေးကိုကျွန်တော်အနေနဲ့မွေးစားရတာရယ်အဖေဆုံးမသွားတဲ့အတူလေးကိုမွေးစားရတာရယ်သူတို့အတွက်ပဲကျွန်တော်ကအကောင်းဆုံးပံ့ပိုးပေးဖို့ကျွန်တော်အနေနဲ့ရည်ရထားတာဖြစ်တဲ့အတွက်ဘယ်ဟာမှကျွန်တော်ကအဖို့အမွေမတုံးဆွဲတာဖြစ်ပါရယ်ခင်ဗျာအဲ့ဒါကိုလည်းအတင်ငချင်းနေရတော့ချစ်ကြည့်တိရတဲ့လူကချစ်ကြည့်နားလည်ပြီးတာပေါ့နော်အတော်များများကျွန်တော်ဟိုပြပြလေးမရှိတော့အဲ့ဒါကိုတော့လူတွေကမသိတာဖြစ်ပါရယ်ခင်ဗျာအဲ့တော့သူတို့အတွက်ကျွန်တော်ကအပြေးဝသူတို့အကောင်းဆုံးဆိုရဲဥစ္စာကြီးကျွန်တော်ထောက်ပံ့ပေးချင်တာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့တုံးဆွဲမှုကိုကျွန်တော်ဟိုရှော့ပါတာဖြစ်ပါရယ်ခင်ဗျာ အဲ့လိုအဲ့လိုအဲ့လိုပြောကောင်းလို့ပြောလို့ရရဆိုမှလည်းဟိုကျွန်တော်ကိုယ်ကလည်းအဖေမေကိုအဲ့လိုကောင်းကောင်းမွန်ထားကြတာပေါ့အခုတော့တော့တားရိနဲ့သမီးလေးထက်ရလာတာပေါ့လေဟိုအကိုရောဟိုခင်မရောဆုံးသွားသွားတယ်ပြီးတော့ ဟိုအအကိုဝမ်းခွဲရလဲဆုံးပါသွားတယ်အဲ့တော့အဒီတူလေးနဲ့အဒီတူမလေးကတော့ကျွန်တော်ရဲ့သားသမီးလိုဖြစ်တာဖြစ်တဲ့အတွက်အသူတို့ရဲ့အဒီ future နဲ့ပတ်သက်ပြီးတော့မှသူတို့ကိုចောင်းထားဖို့အသူတို့ကိုကျွန်တော်အကူလေးနဲ့ထားဖို့အတွက်ကျွန်တော်စူးစမ်းနေတာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါခင်ဗျာဘလိုပဲဖြစ်ဖြစ် MC ဆိုရီကိုမှအချစ်ခင်ပြီးတော့မှအားပေးခဲ့ကြတဲ့ပရိသတ်တဦးတယောက်ချင်းစီကိုလည်းကျေးဇူးအများကြီးတင်ပါရခင်ဗျာအဲကျွန်တော်အနေနဲ့ရောပရိသတ်တွေကိုတင်ဆက်ပေးတဲ့အခါမှာအကောင်းဆုံးနေတင်ဆက်ပေးဖို့အတွက်အမြဲတမ်းစူးစမ်းနေမှာဖြစ်ပါတယ်ခင်ဗျာကျေးဇူးတင်ပါ ဟုတ်ကဲ့ခင်ဗျာဟုတ်ကဲ့အဲ့ဒါလည်းပြည်သက်တွေကိုကျွန်တော်အနေနဲ့အဲပျော်စေခြင်းနဲ့အဲစိတ်ဆန္ဒနဲ့ကျွန်တော်ကနေပြီးတော့မှအာတင်ဆက်ပေးတာဖြစ်ပါရယ်ခင်ဗျာ